โอเคမဝိုင်းကြခင်စားထွက်လာရင်2026ကနေဒီနေ့ဒီချိန်ဒီစကင်မောင်းတောင်ကျော်ကိုလည်းမွန်တုံးဘက်ကနေထုတ်ပေးသွားခဲ့ပြီးပြီအဲ့ဒီစကင်တွေထဲမှာမှမွန်တုံးဘက်ကနေစိတ်မပါလက်မပါထုတ်ပေးတဲ့စကင် revert အမြန်ဆုံးလာတင်နေပြီဖြစ်တဲ့စကင်တွေနဲ့ဘယ်တော့မှထွက်မလာတင်တဲ့စကင်တွေအားလုံးကိုစုပြီးတော့မကင်ခင်တည်သွားတင်သောစကင်များဆိုတဲ့ဗီဒီယိုပတ်1လေးကိုလုတ်လိုက်ရခြင်းဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ရှေးရှေးဝေးဝေးပြောမနေတော့ဘဲနဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားလို့ရှိရင်အဆုံးထိကြည့်ဖို့ပြောကြရင်လည်း let's go okay ပထမဦးဆုံးစကင်ကတော့ MIR Legend skin မဖြစ်ပါလေဒီစကင်အားဆိုလို့ရှိရင်ထွက်ထားတာတော်တော်လေးကိုမှကြာနေပြီဖြစ်ပြီးတော့ revamp လည်းအမြန်ဆုံးလာတင်နေပြီပေါ့နော်သူနောက်မှာထွက်တဲ့ Legend skin နဲ့ရှင်ကြီးလိုက်လို့ရှိရင် Nether Sea နဲ့ E လိုမျိုးပုံစံဖြစ်နေတဲ့အပြင်ကို MIR ရဲ့ Atomic skin ကပါသူထပ်ပို့ပြီးတော့လှနေရကိုတော်တော်ရရတယ်အဲဒါကြောင့်မလို့ MIR skin ကို D list ရဲ့ number 1နေရာမှာထားရခြင်းဖြစ်ပါလေကဲဒါဆိုလို့ရှိရင်နောက်တစ်ခါကိုဆက်တော့လိုက်အောင်အနည်းငယ်ကတော့ MBO Championship ရဲ့ပထမဦးဆုံး skin ဖြစ်တဲ့ Aero ရဲ့ M1 skin ဖြစ်ပါတယ် ဒီစကင်အားဆိုရင်ရှားပါးဆုံးစကင်တွေကတခုဖြစ်ပေမဲ့သူ့ရဲ့စကေးဖက်ဟာဆိုရင်တော်တော်လေးကိုမှစုပ်ပြက်တဲ့တွေကိုပါတယ်။နောက်ပြီးတော့ပြန်လည်ရောင်းချပေးဖို့လည်းအစီအစဉ်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစကင်အနေနဲ့ revamp လာဖို့ကတော့မျှော်လင့်ချက်ကတုံရရခိုင်နှုန်းပဲဖြစ်ပါတယ်။အဲအတွက်ကြောင့်မလို့ဒီစကင်ကိုဒီ list ရဲ့နံပါတ်1နေရာမှာထားရခြင်းဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်နောက်တစ်ကောင်ကိုဆက်သွားလိုက်အောင်။ ောက်တစ်ပေါက်အနေနဲ့ကကြတော့ Savanna ရဲ့ Collider Skin ပဲဖြစ်ပါတယ်။ဒီ skin ကိုကျွန်တော်မပြောရင်တော့ brother တို့ကြည့်တာနဲ့သိပါပါ။ဒီ skin ဟာဆိုလို့ရှိရင်တော်တော်လေးကိုမှဆုပ်ပြတ်တတ်နေတဲ့ skin effect တွေကိုပိုင်ဆိုင်ထားပြီးတော့ rebound အများဆုံးလာတင်းတဲ့ skin တစ်ကောင်လေးမှပါတယ်။မှန်တမ်းပြောလို့ရှိရင်ဒီ skin ကိုမုံတုံးက rebound ပေးဖို့လည်းအစီအစဉ်မရှိပါဘူး။အဲ့ဒီအတွက်ကြောင့်ဒီကောင်ကဒီနေ့လေးစီရဲ့နံပါတ်3နေရာမှာထားခြင်းဖြစ်ပါတယ်။ ကဲဒါဆိုလို့ရှိရင်နောက်တစ်ကောင်ကိုဆက်သွားလိုက်အောင်နောက်တစ်ကောင်အနေနဲ့ကမကြခင်မှာ revive လာတော့မယ့် Save by Legend skin ကြီးပဲဖြစ်ပါတယ်ဒီ skin အားဆိုလို့ရှိရင်ထွက်ထားရလဲတော်တော်လေးကိုမှကြာနေပြီဖြစ်တဲ့အပြင်သူ့ရဲ့ skill effect တွေကလုံးဝ Legend skin တစ်ကောင်နဲ့မကိုက်တဲ့အပြင်ကို epic တိုက်ရတော့မသွားတဲ့အထိကိုတော်တော်လေးကိုဆိုးရွားနေပါပြီအဲ့လိုကြောင့်မလို့ revive မြန်သုံးလာတဲ့ skin တစ်ကောင်နဲ့မှပါရဲပေါ့နော်ကဲဒါဆိုလို့ရှိရင်နောက်တစ်ကောင်ကိုဆက်သွားလိုက်အောင် နောက်တစ်ကောင်ကတော့ကျွန်တော်တို့ test ရလောက်ပြီး free ရတဲ့ Natalia ရဲ့ color skin ပဲဖြစ်ပါတယ်။ဒီ skin ကို wave ban နဲ့ဆိုလို့ရှိရင်လည်း၎င်းရရင်တော့တော်ဖြည့်ကြည့်နေတာလားဘာလားရေလာအောင်ပဲအဲ့အတွက်ကြောင့်မလို့ကျွန်တော်တခုပဲပြောလိုက်ပါမယ်။ Natalia ရဲ့ Eve skin နဲ့ဒီ skin နဲ့ကိုရှင်ပြီးတော့ကြည့်ကြည့်ပါလုံးဝအကွာကြီးပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်နောက်တစ်ကောင်ကိုသတ်တော့လိုက်အောင်။နောက်တစ်ကောင်ကတော့ Bella ရဲ့ Eve skin ပဲဖြစ်ပါတယ်။ ဒီစကင်ကိုမွန်တော့ကဘလို့ idea မျိုးနဲ့ဘလို့ထုတ်ပေးလိုက်လဲမသိပါမယ်ကျွန်တော်ရဲ့အမြင်မှာတော့လုံးဝစုပ်ပြတ်တတ်နေတဲ့စကင်တစ်ကောင်လေးမှပါတယ်သူ့ဘာသာသူအကြောင်းလေးပါလေလှတာမှန်ပေမဲ့လို့သူသုံးထားတဲ့ skill effect တွေကတော်တော်ကြီးကိုစုပ်ပြတ်တဲ့နေရာမှာပါတယ်ပေါ့နော်လုံးဝ epic skin တိုက်လောက်ကိုမလာတဲ့စကင်မျိုးကို epic skin ထုတ်ပေးထားတဲ့အတွက်လေအဲပြောစရာစကားရတော့မရှိတော့ဘူးပေါ့နော်ကဲဒါဆိုလို့ရှိရင်နောက်တစ်ကောင်ကိုဆက်သွားလိုက်အောင်နောက်တစ်ကောင်အနေနဲ့ကကြတော့ epic skin ကို zoo collector ထားတဲ့ ghost rider collector skin ပဲဖြစ်ပါတယ် သူ့ကိုတိုက်ပြောင်းသွားလို့ revamp လာမလားအောင်မေးတော့လေစားထွက်ထဲကနေပြီးတော့ဒီနေ့ဒီချိန်ထိမော်တော်ဘက်ကနေလုံးဝလုံးဝ revamp လာခြင်းမျိုးမရှိပါဘူးအဲ့အတွက်ကြောင့်မလို့ဒီ skin ကလည်းဒီနေ့ list ရဲ့ဒီနေရာမှာရှိနေရခြင်းဖြစ်ပါတယ်ဒီအောင်အနေနဲ့ကကြတော့ brand ရဲ့ color skin ပဲဖြစ်ပါတယ်ဒီ skin ကဆိုလို့ရှိရင်လေ cool fan နဲ့ရှင်းတဲ့နောက်ဆင်းထွက်ထားတာဖြစ်ပြီးတော့ revamp လုံးဝလုံးဝလုံးဝမလာတဲ့ skin ပဲဖြစ်ပါတယ် Korean skin နေအောင် revamp ပေးနေတဲ့အချိန်မှာသူ့ကို revamp ပေးတာကတော်တော်လေးကိုထိုးစက်နေအကယ်၍ဒီကောင်ကြီးကိုသာ revamp ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စိတ်ကူးထဲမှာတော့ဒီလိုဖြစ်သွားမယ်လို့ထင်ပါတယ် โอเคဒါဆိုလို့ရှိရင်နောက်တစ်ကောင်ကိုဆက်သွားလိုက်အောင်โอเคဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုရဲ့နောက်ဆုံးတစ်ကောင်ဖြစ်တဲ့ကျွန်တော်တို့ Fanny ရဲ့ Lucky Box Skin ပဲဖြစ်ပါတယ်ဒီ skin ရဆိုလို့ရှိရင်တစ်ချိန်တုန်းကလူကြိုက်တော်တော်လေးကိုမှများခဲ့တဲ့ skin ဖြစ်ပေမဲ့အခုအချိန်ထွက်လာတဲ့ skin တွေနဲ့ရှင်လိုက်လို့ရှိရင် revamp လိုအပ်နေတဲ့ skin ပဲဖြစ်ပါတယ် ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့ skin တွေအကုန်လုံးကဘေးရနဲ့မတန်မနဲ့လုံးဝမတည်ခင်ကင်သွားတင်တော့ skin များမဟုတ်တဲ့မကင်ရင်တည်တော့တင်တော့ skin များပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ပြပြသွားမှာကအင်ရင်ထဲမှာရောက်ရှိနေပြီဖြစ်တဲ့ Tigray Elite skin အသေးဆက်ဆက်ကြီးကို free ယူလို့ရမယ့် event အကြောင်းလေးပဲဖြစ်ပါတယ်ဒီ event မှာကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပေးထားတဲ့ test လေးတွေကိုလောက်ယူနေကျွန်တော်တို့ဒီမှာပြထားတဲ့ Elite skin တွေအကုန်လုံးတွေကကျဲတဲ့တကောင်ကိုရွေးယူလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ test တွေလုပ်ပြီးတော့စုထားတဲ့ sampling လေး90ရောက်သွားတဲ့အခါမှာတော့ဒီ box လေးကိုလဲလို့ရမှာဖြစ်ပြီးတော့ဒီ box ရှင်းမှာပါတဲ့ Elite skin တွေအကုန်လုံးကိုကိုကြိုက်တာရွေးယူလို့ရမှာပဲဖြစ် ဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်ပါပြီ။ See you guys next video.